မာရှုကြောင့်လုပ်သားတွေပါဝင်လူပေါင်း100နီးပါးတည်ဆုံခဲ့ရတဲ့ဘန်ကောက်မြို့ရှိဆောက်လက်ဆောင်အထက်30ငွေစင်းစစ်ချုံရုပ်ပြကြမှုမှာတာဝန်ရှိကုမ္ပဏီအသီးသီးကလူပုဂ္ဂိုလ်18ယောက်ကိုဘန်ကောက်နှခွန်ပိုင်ရင်းမီရဲတပ်ဖွဲ့ကမေလ15ရက်နေ့မှာဖမ်းရန်ထုတ်လိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်အထူးမှုကင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ DSI ရဲ့စစ်ဆေးချက်အရအဆိုပါအောက်လုပ်ရေးလုပ်ငန်းမှာဒီဇိုင်းဖော်ထုတ်ရေးဆွဲပြီးစံချိန်မှတ်မိခြင်းအစားအဝေးရဲ့ချိုးယိုဖြစ်တဲ့ဒက်လီကောက်ကို ဘေးနားကတ်ထားလို့အလေးချိန်မမျှခြင်းဆောက်လုပ်ရေးမှာအသုံးပြုတဲ့ကွန်ကရစ်သားချစ်လက်ခိုင်ခိုင်မှု KSC စံချိန်မမီခြင်းဆောက်လုပ်ရေးမှာသုံးတဲ့တမီချောင်းတွေစံချိန်မမီခြင်းဝိုင်းအင်ဂျင်နီယာတွေရဲ့ထုံးမြဲလက်မှတ်ကိုကာကန်ရှင်မတိပဲတူပထားခြင်းစတဲ့အချက်တွေတွေ့ရှိပြီးရာဇဝတ်မှုဆိုင်ရာတရားရုံးအမိန့်နဲ့အဆိုပါ18ယောက်ကိုဖမ်းဝန်ထုတ်လိုက်တာလို့သိရပါတယ်ဖမ်းဝန်ထုတ်ခံထားရတဲ့သူတွေထဲမှာထိုင်းနိုင်ငံကဒီဇိုင်းကုမ္ပဏီနှစ်ခုမှတာဝန်ယူသူ6ယောက် PKW အကြီးစားဆောက်လုပ်ရေးကုမ္ပဏီကြီးကြပ်ကုတ်ကဲ့ရေးကုမ္ပဏီမှတာဝန်ရှိသူ9ယောက် Italian Time Development Company နဲ့ China Railway No. 30စတဲ့ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုမှတာဝန်ရှိသူ6ယောက်တို့ပါဝင်တယ်လို့သိရပါတယ်။အဆိုပါပုဂ္ဂိုလ်တွေမှာအသက်85နှစ်အငြင်းစား engineer တယောက်ပါဝင်ပြီးသူကတော့လုပ်ငန်းနဲ့မပတ်သက်ဖဲမိမိလက်မှတ်ထိုးခဲ့ရအောင်လဲမှတ်မိဘူးလို့ဆိုပါတယ်။မေလ16ရက်ဒီမနက်ပိုင်းမှာတော့ဖဝင်ထုတ်ခံထားရသူတို့ဆိုဟာနှခွန်ပန်းနေမြေ yes ကမှာအသီးသီးလာရောက်သတင်းပို့ခဲ့ကြပါတယ်။ အဲ့ဒီထဲမှာအီတလီယန်ထိုင်းကုမ္ပဏီဥက္ကဋ္ဌတထေးကြီး Fry Chinkan ကုမ္ပဏီဥက္ကဋ္ဌတထေးကြီးလည်းပါပါတယ်။သူကလက်ရှိအသက်82နှစ်ဖြစ်ပြီးနာမကျက်ဖြစ်နေရာကြောင့် Yescan ကိုလက်တွန်းလင်းနဲ့ရောက်လာခဲ့တာပါ။သူကအရင်ကကြားနဲ့ Torrent Shaba တက်တော်ကိုအပြော်ရန်အမဲလိုက်ဖြစ်ခတ်မှုနဲ့အေးအေးယူခံခဲ့ရပါသေးတယ်။ဒီအမှုမှာပုံစံထုတ် Engineer လုပ်ငန်းကြီးကြပ်ကုတ်ကဲရေးနဲ့ဆောက်လုပ်ရေးကုမ္ပဏီတို့သာပါဝင်ပြီးအစိုးရရန်ကုန်ွေအဆိုပြုခဲ့တဲ့စီမံခန့်ခွဲခဲ့တဲ့လုပ်ငန်းအနှံ့နဲ့နေရာတွေမှာတာဝန်ရှိဆုံးဖြစ်တဲ့ ဝစင်းဆက်စည်းဝင်ကြီးနဲ့ဝန်ထမ်းတွေမပါသေးဘူးလို့ပြောပါတယ်ဆက်စည်းတဲ့ကာလမှာရုံးတို့ပြိဘောကတွေဝယ်ယူရမှာလဲတာမန်ဖြစ်စစ်တဲ့ဇင်းုံမြင်မှာစာတင်ထားတာတွေရှိတယ်ပြည်သူပိုင်းရုံးဆိုပေမဲ့ဒီဆိုကန်းကလည်းပြဇက်ယုံတမကြီးကျယ်ခမ်းနားတဲ့အစီဝေကန်လေးအေးပိစပ်ပါနာနေကန်းတွေထဲတင်ထားတယ်လို့သိရပါတယ်ဆော့လိုရေးလုပ်ငန်းမှာလည်းတရားမဝင်တရုတ်နိုင်ငံသားအင်ဂျင်နီယာတွေငှားရမ်းထားတာအမေရိကန်ကုမ္ပဏီပိုင်ရှင်အသုံးပြုထားပြီးတစ်ဆင့်ကန်ကန်ထရိုက်တွေငှားရမ်းပြီးလောကကရှင်းမပြတဲ့ပြဿနာတွေလည်းပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ် ဆိုပါဆောက်လက်စားအထက်30ပါငွေစင်းစစ်ရုံးတကြီးဟာမက်လ28ရက်နေ့မှာမြန်မာနိုင်ငံအလဲပိုင်းအင်အားပြင်းငလင်လှုပ်ခဲတဲ့နေ့ကတုံခါရမှုကြဲကြောင့်ဖြိုကျသွားခဲ့တာပါဆိုပါဖြိုကျတဲ့တိုက်ရှိရာကျတုချက်နေမြီမှာအခြားထက်မြင့်အဆောက်အုံတွေလည်းရှိပေမဲ့ငွေစင်းစစ်ရုံးချုပ်တစ်ခုတည်းတောင်လင်းမိနစ်ပိုင်းတွင်လုံးဝဖြိုကျသွားတာကြောင့်စစ်ဆေးအရေးယူနေတာဖြစ်ပါတယ်တိုက်ပြိုကျစဉ်အထက်မှာလူပေါင်း109ရောက်ရှိပြီးရှာဖွေရေးနဲ့အပြည့်စည်ပုံရှင်းလင်းရေးကိုကယ်ဆယ်ရေးအဖွဲ့ကရပ်ပေါင်း58ရဲ့အကြောင်းဆောင်ရွက်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရည်သူထပ်မတွေ့တော့လို့ပြီးခဲ့တဲ့ရက်ပိုင်းကနားလိုက်ပြီးဖြစ်ပါတယ်။တိုက်ပြိုကြမှုကြောင့်ဒိုင်ယာရသူ၉ယောက်ရှိပြီးအဆောက်အအုံဖြစ်စုတွေအောက်ကနေရိုးအလောင်း89လောင်းတွေ့ရှိက9ယောက်ပျောက်ဆုံးနေစေဖြစ်တယ်လို့သိရပါတယ်။အရိုးအပိုင်းဆောက်196ခုတွေ့ပြီးပျောက်ဆုံးသူတွေ DNA ဟုတ်မဟုတ်ပြန်လဲစစ်ဆေးနေတယ်လို့ဘန်ကောက်မြို့တော်ဝန်ယုံကထုတ်ပြန်ထားပါတယ်။